င်္ဂလာပါရှင်။အော်တိုဘားလ22ရက်အင်္ဂါနေ့ရက်ထူးခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့လွတ်တော်ကိုယ်စားလှယ်လောင်းများ၏ရေကောက်ဝဲကုန်ကြားစိတ်များကိုတတ်မှတ်ရက်အတွင်းမတင်သွင်းနိုင်မှာကအရေးချင်းပြည့်ရင်းသူဖြစ်ထုတ်ပြန်ကြေညာသွားမယ်လို့ UEC ဥက္ကဋ္ဌပြောကြားတဲ့သတင်း။လွတ်တော်၃ရက်တွင်ဝင်ရောက်ရှင်ပြိုင်ကြမယ်လွတ်တော်ကိုယ်စားလှယ်လောင်းတအုပ်အနေဖြင့်ရေကောက်ဝဲကုန်ကြားစိတ်ငွေချက်350နဲ့ တိုင်းသားလူမျိုးလူတော်ကုစလေလောင်းတူအနေဖြင့်ငွေကျပ်300အထိသုံးဆွဲခွင့်ရှိမှဖြစ်ပြီးအစိုးရရွေးကောက်ပွဲကုန်ကြစည်များကိုစနစ်ကျမှန်ကန်စွာစည်ပြုစုရေးသွင်းကသက်မှတ်ရက်အတွင်းသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းများမှတင်သွင်းရမှာဖြစ်ကြောင်းပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတန်းစုကနိုင်ငံရေးပါတီများနဲ့တွေ့ဆုံခြင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ အဆိုပါပြည်ထောင်စုရေးကောက်ွယ်ကော်မရှင်နဲ့နိုင်ငံရေးပါတီများသည်အောက်တိုဘာ18ရက်နေ့နက်9နာရီကပြည်ထောင်စုရေးကောက်ွယ်ကော်မရှင်ရုံးအစည်းအဝေးခန်းမှာတွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီးတတ်မှတ်ထားတဲ့ရက်အတွင်းမတင်သွင်းပါကခုံဖွဲ့ဖွဲ့၍စစ်ဆေးပြီးအရေးချင်းပြည်ရင်သူဖြစ်ထုတ်ပြန်ကြေညာသွားမှာဖြစ်တာကြောင့်ရေးကောက်ွယ်ကုန်ကြစိတ်များကိုအချိန်မီတင်သွင်းကြရန်မှာကြားလိုကြောင်းဖြင့်ထည့်သွင်းပြောကြားပါသည် ဆက်လက်ပြီးရွေးကောက်ပွဲမကျင်းပနိုင်တဲ့56မြို့နယ်ရှိမဲဆန္ဒရှင်များအနေဖြင့်လည်းကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်းတွင်မဲပေးနိုင်မှာဖြစ်ကြောင်းနဲ့ဒုတိယအကြိမ်မဲဆင်းကတ်ထားကြီးညာခြင်းမပြုမီဆီစဉ်နိုင်ရနိုင်ငံရေးပါတီများသို့ဖိတ်ကြားသွားမှာဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲရဲ့အသက်တီမဲဆင်းဖြစ်တဲ့အတွက်နိုင်ငံရေးပါတီများအနေဖြင့်ပူပေါင်းဆောင်ရွက်ပေးရန်မြစ်တာရက်ခံလူကြောင်းဖြင့်ပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့တိဘောမှာဌာနဆိုင်ရာဝန်ထမ်းတွေပြန်လည်ဝင်ရောက်တဲ့တဲ့တွင် တပ်မတော်ကပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒီပေါ်မျိုးမှာအော်တိုဝါ16ရက်နေ့ညနေပိုင်းကစပြီးဌာနဆိုင်ရာရုံးဝန်ထမ်းတွေပြန်လည်ဝင်ရောက်လာပြီးဖြစ်တယ်လို့ဒေသခံတွေစီကသိရပါဗျ။ဌာနဆိုင်ရာတွေအော်တိုဝါ16ရက်ညနေပိုင်း2နာရီခွဲကျော်ခန့်ကဒီပေါ်မျိုးတွေဝင်ရောက်လာတာလို့ဒေသခံတယောက်ကပြောပါဗျ။မြူရင်းထဲမှာတော့လက်ရှိမိုင်းရှင်းလင်းရေးတွေလုပ်နေကြတာကိုတွေ့ရပြီးဆေးရုံကြောင်းတွေလည်းပြန်ဖွင့်ပေးတော့မယ်လို့သူကပြောပါရယ်။တီဘောနှမတူလမ်းမပေါ်ရှိ မိုးထေတရာအောက်တိုဘာ18ရက်ည7နာရီကန်ကမိုင်းခွဲဖြစ်စည်းခံထားရလို့အလေမာကြူးကြသွားကြောင်းလည်းသတင်းထုတ်ပြန်ထားပါတယ်။ဒီဘော့ကိုတက်မလို့စစ်ကြောင်းများအောက်တိုဘာ16ရက်ညပိုင်းကပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက်အောက်တိုဘာ18ရက်နေ့မှာတော့အုတ်ချုပ်ရေးရန်နေရာတွေလည်းပတ်ဖို့ဌာနဆိုင်ရာရုံးတွေမှာပြန်လည်ဝင်ရောက်လာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဆလဘီတင်ဆက်ပေးမှာကတော့မြန်မာတိုင်းနယ်စပ်နီးရှိနမေဇိုးဖြင့်ကြော်ကြားနေတဲ့ KK ဘက်ကိုတက်မလို့စစ်ကြောင်းများကဝင်ရောက်ရှင်းလင်းနေတဲ့တွင် တပ်မတော်စစ်ကြောင်းများအနေဖြင့်ဆက်လက်ပြီးတိုက်စစ်အရှိန်ဟုန်ဖြင့်စစ်ဆင်မှုပြုလုပ်ခဲ့ရာ2024ခုနှစ်က KNL နဲ့ PDF များထိန်းချုပ်ခဲ့တဲ့ရှုခင်းသာစကန်အားအောက်တိုဘာ18ရက်တွင်၎င်း0.39.8ဆွေတော်စကန်ကုန်အားအော်တိုဝါ16ရက်တွင်၎င်းအဆင့်ဆင့်သိမ့်ပိုင်နိုင်ခဲ့ပြီးနေဆက်ဒေသတလျှောက်ရှိအ धिक အချက်ချကြတဲ့နေရာများအားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနဲ့နေဆက်ဒေသတလျှောက်တပ်မတော်စစ်ကြောင်းများကဆက်လက်ရှင်လင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်သိမ့်ပိုက်စဉ်မြမတိုင်းနေဆက်အနည်းရှိနာမည်စုဖြင့်ကြောကြနေတဲ့ကေကေဘတ်ကိုလည်းတစ်ချိန်တည်းတစ်ပြိုင်တည်းတပ်မတော်စစ်ကြောင်းများကဝင်ရောက်ရှင်းလင်းခဲ့တယ်လို့သိရပါဗျာ။ တိုက်ပွဲစဉ်တစ်လျှောက်မှာတော့တောင်ကျန်းသူများနဲ့တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီးအလောင်း10လောင်းလက်နက်မျိုးစုံ16လက်နဲ့ဆက်ဆက်ပစ္စည်းများတင်စီရမိခဲ့တယ်လို့ KK ဘက်အတွင်မှထူးခြားလက္ခဏာမတွေ့ရတော့လေတရားဝင်ဆက်သွယ်မှုစောင့်ဝဲရန်ရည်ရွယ်တက်ဆင်ထားတဲ့ Starlings လောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများအားတင်စီရမိခဲ့တဲ့အပြင်စားလုပ်ပြီးအစားအုံတစ်ထပ်တိုက်10လုံးနှစ်ထပ်တိုက်အလုံးတရား ၄တက်တိုက်အလုံး20နဲ့၅တက်တိုက်နှလုံးတထက်တိုက်ဈေးဆိုင်ကန်အလုံး20၊နှစ်ထက်တိုက်ဈေးဆိုင်ကန်အလုံး30တထက်တိုက်ကိုတောင်15လုံးနှစ်ထက်တိုက်ကိုတောင်အလုံး20၄တက်တိုက်ကိုတောင်10လုံးစလုံး10နှစ်ထက်တိုက်21လုံး3တက်တိုက်10လုံး၄တက်တိုက်၅လုံး၅တက်တိုက်၅လုံးနဲ့တထက်တိုက်စေဘေးကန်နှခမ်းတို့ကိုတွေ့ရှိပြီးအဆိုပါအဆောက်အအုံများအတွင်မှအလုတမအမျိုးသား၁၆၄၅ဦး အလုသမားအမျိုးသမီး455ဦးလုံခြုံရေး698ဦးစုစုပေါင်း2198ဦးအားတွေ့ရှိခဲ့ကြောင်းလည်းသိရှိရပါတယ်။အစပါကေကေဘတ်ဝင်းတွင်ရှိအဆောက်အုံများဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်၍လူဝတ်တဲ့အရေးယူဆောင်မှုများကိုလည်းလှုပ်ထုံးလုပ်နေများတဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့အရှိမြမို့တုံလီအကောက်နေခြင်းကြောင့်မိုးပူလာနိုင်တယ်လို့ဆိုတဲ့သတင်း အရှိမမုတ်တုံလေးအားကောင်းနေခြင်းကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်မိုးပူလာနိုင်ကြောင်းမိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။၎င်းအရှိများကြောင့်အော်တိုဝါ20ရက်ည10:00နာရီမှအော်တိုဝါ25ရက်ည10:00နာရီအထိကိုဒီနေ့နာရီတိုင်းတွင်9ရက်အတွင်းမိုးရေကြိမ်6.8လက်မမှ8.3လက်မအထိရွာသွန်းရရှိနိုင်တယ်လို့ ဦးဝင်းနိုင်ကခံမှန်းထားပါတယ်။မိုးလေဝသနဲ့ဇလဗီဒာညချမှုဦးစီဌာနရဲ့အော်တိုဝါ19ရက်နနက်9:30မိနစ်30အချိန်တိုင်းထွာချက်များအရဖိလစ်ပိုင်နိုင်ငံလူစုံကျုံတောင်ပိုင်းပြည်နယ်ခွေတွင်ဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖရန်ရှန်သည်မြောက်နောက်မြောက်ဖက်သို့ရွေ့လျားနိုင်ပြီးလူစုံကျုံတို့ဖြတ်ချုံနိုင်ကြောင်းထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့2025ခုနှစ်အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဖွံ့ဖြိုးတည်မြို့ကြီးများစုကိုဖန်ယံမြို့ရရှိတဲ့တဲ့တွင် ကရင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ဖမ်းမြို့ဟာ2025ခုနှစ်အတွက်6ချိန်မြောက်အာဆီယံပဝင်ခြင်းဆိုင်ရာစဉ်စားမပြတ်ဖွံ့ဖြိုးတဲ့မြို့ကြီးများစုကိုမြန်မာနိုင်ငံကစားပြုဖြစ်ရရှိခဲ့တယ်လို့ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရပါဗျ။အဲ့ဒီစုပေးပွဲကိုအောက်တိုဘာ3ရက်ကမလေးရှားနိုင်ငံလန်ကာဝေမှာကျင်းပခဲ့တာဖြစ်ပြီးပဝင်ခြင်းထိန်းသိမ်းရေးနဲ့ရေရှည်အတွက်ဖွံ့ဖြိုးတိုးတက်မှုပေါ်မြင့်တင်ပေးနေတဲ့မြို့တွေကိုအတိမတ်ပြုပေးရခဲ့တာလို့သိရပါဗျ။ အဲ့ဒီရရှိခဲ့တဲ့စုကိုအောက်တိုဘာ၈ရက်နေ့ကကရင်ပြည်နယ်ဖအံခရိုင်ဖအံမြို့အမှတ်၄ရပ်ကွက်မှာရှိတဲ့ဇွဲကပင်ခမ်းမမှာအခမ်းအနားပြုလုပ်ပြီးကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်တရားစတာရေးရာဝန်ကြီးကပြည်နယ်ဝန်ကြီးချုပ်ထံလွှဲပြောင်းပေးရခဲ့တာဖြစ်ပါတယ်။အခုချိန်မြင့်တဲ့စုကိုအာဆီယံပဝင်းစင်ထင်းသေးရေးဆိုင်ရာရရှိတည်နှံသောမြို့ကြီးများလုပ်ငန်းအဖွဲ့အာဆီယံဝါကင်ဂရုအွန် Environmentally Sustainable City AWGSC က2008ခုနှစ်ကစပြီး၃နှစ်ကြာစီစဉ်ရွေးချယ်ကစုရည်ချိမြင့်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ပြည်သက်များရှင်ကျမတို့ရှန်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်အရှိထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပြည်သက်များကိုကျေးဇူးတူးတင်ရှိပါတယ်ရှင်။